မြန်မာနိုင်ငံရဲ့ငလျင်အန္တရာယ်တွေကိုတင်ပြပါသလားဒါကတော့1930မှာလှုပ်ခတ်ခဲ့တဲ့ဘကိုးငလင်မှာကဘာပေါ်မှာငလင်ကြောကြီးနှစ်ခုပဲရှိပါတယ်အဲ့ဒါက Airbag ငလင်ကြောနဲ့ Pacific Milasu ငလင်ကြောပါမြန်မာနိုင်ငံကတော့ Airbag ငလင်ကြောပေါ်မှာရှိပြီးငလင်အသေးစားနဲ့အလက်စားတွေမကြာခဏလှုပ်ပါတယ်ငလင်လှုပ်တယ်ဆိုတာဘာလဲဘာကြောင့်လှုပ်တာပါလဲငလင်လှုပ်တယ်ဆိုတာကဘာမျက်နှာပြင်အောက်ကကြောက်ချက်တွေယူလျားပြီးရေကြီးရုတ်တရက်လှွှားသွားတာကိုခေါ်တာပါ မြောက်ထဲကလှုပ်ရှားမှုကြောင့်ငလင်ဖြစ်တယ်လို့မြေပေါ်ကမီးတောင်တွေပေါက်ကွဲမှုကြောင့်လည်းငလင်ဖြစ်ပါတယ်။ဆဲကြီးတွေကိုရေဖြည့်သွင်းတာနဲ့နျူကလ িয়ার ပေါက်ကွဲမှုကြောင့်လည်းငလင်တွေလှုပ်နိုင်ပါတယ်။မြန်မာနိုင်ငံမှာလည်းငလင်လှုပ်ရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။ပထမအကြောင်းရင်းကအိန္ဒိယကြောက်ချက်ကမြန်မာကြောက်ချက်အောက်ကိုတစ်နှစ်မှာ3.5စင်တီမီတာနှုန်းနဲ့တိုးဝင်နေလို့ပါ။ဒုတိယအကြောင်းရင်းကမြန်မာကြောက်ချက်ကတစ်နှစ်မှာ2.5စင်တီမီတာနှုန်းနဲ့မြောက်ဘက်ကိုရွှေ့နေလို့ဖြစ်ပါတယ်။ မြေအောင်ပြည့်ရွေတွေကြောင့်လဲငလင်ဖြစ်နိုင်ပါသေးတယ်။ဒါကတော့မြန်မာနိုင်ငံကငလင်ပြည့်ရွေတွေပါ။အဲ့ဒီအထဲမှာသကိုင်းပြည့်ရွေက အရှိဆုံးနဲ့လှုပ်ခတ်မှုအများဆုံးပြည့်ရွေကြောပါ။အင်အားလည်းများပါတယ်။1930မှာပြည်ရ Richter scale ခွနင်းတသက်မှ3နဲ့လှုပ်ခတ်သွားတဲ့ဗကိုးငလင်ကသကိုင်းပြည့်ရွေကြောင့်ဖြစ်တာပါ။မြန်မာနိုင်ငံမှာပြည်ရလိုက်ငလင်တန်ခံရနိုင်တဲ့စုံ၅စုံဆိုပြီးခွဲထားပါတယ်။အားပြင်းထန်ဆုံးဖြစ်တဲ့စုံ၅မှာဗကိုးဖြူး မန္တလေး၊စကိုင်း၊တကောင်း၊ပူတာအိုတနိုင်းကလေးနဲ့ဟောင်းမလေးမြို့တွေပါပါတယ်။လူရဲထူးထက်တဲ့ရန်ကုန်မြို့ကတော့စုံနှစ်နဲ့စုံသုံးကြမှာရှိပါတယ်။ပညာရှင်တွေကတော့နှစ်ပေါင်း100ကျော်အတွင်းအင်အားပြည့်တဲ့ငလင်တွေလက်ကြောပြန်လှူရှားနိုင်ချေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။အခုဆိုရင်ပဲမြမသမိုင်းရဲ့အစိုးဆုံးငလင်ဖြစ်တဲ့ပဲခူးငလင်လှုပ်ခဲတာနှစ်ပေါင်း60ကျော်သွားခဲ့ပါပြီ။မြမနိုင်ငံအနေနဲ့ငလင်ဘေးရနေတဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေရှိနေပြီလား။ ဘလို့မြင်ပါသလဲ